ားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်မိုးလီဝသားနဲ့ဇလဗီရာနှစ်ကြားမဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝသားခန်းမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာအထူးမိုးလီဝသားအနေဖြင့် Super Typhoon မုန်တိုင်းကြီးဖန်ဝန်းဟာမြန်မာပြည်သို့ရိုက်ခတ်လာမဲ့အခြေအနေများနဲ့မုန်တိုင်းကျွန့်ကျင်များဝင်ရောက်လာခြင်းကြောင့်မိုးကြီးရေရှမ်းနိုင်တဲ့အနေအများကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော့နိုင်ပါ रे ခင်ဗျာ ပထမဆုံးအနေနဲ့တိုင်ဖုန်းမုန်တိုင်းခန့်မိကီရဲ့အကျွေးကြံများဝင်ရောက်လာခြင်းကြောင့်နိုဝင်ဘာလ10ရက်နေ့နေ့လယ်12နာရီမှနွေမာလာ၁၇ရက်နေ့နေ့လယ်၁၂နာရီအထိ82နာရီအတွင်းဖြစ်ပေါ်လာမဲ့မိုးလေဝသအခြေအနေများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မနေ့ကညနေ၈နာရီမုန်တိုင်းခံမှန်းချက်များအရအင်အားပြင်းထန်တဲ့တိုက်ဖုန်းမုန်တိုင်းကြီးဖန်ဝင်းဟာလက်ရှိဖိလစ်ပိုင်နိုင်ငံလူဆောင်ကျွန်းရဲ့တောင်ပိုင်းဒေသတွေကိုလေပြင်းတနင်္လာရီကို၁၁၁မိုင်နှုန်းဖြင့်ချဉ်ကပ်လျက်ရှိပါတယ်။မုန်တိုင်းကြီးဟာနောက်လာမဲ့၂၄နာရီအတွင်း အင်းအားပုံမူကောင်းမွန်လာမယ်လို့ခံမှန်းရပြီးမနက်ဖြန်ည၈နာရီကမှလေပြင်းတနားကို186မိုင်နှုန်းနဲ့လူဆောင်ကျုံးရဲ့အလဲပိုင်းဒေသတွေကိုစတင်ဝင်ရောက်တိုက်ခတ်ဖြတ်တန်းမယ်လို့ခံမှန်းရပါတယ်။လူဆောင်ကျုံးကိုဖျက်ချော်ပြီးနောက်မုံတိုင်းဖန်ဝင်းဟာအနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားကာထိုင်ဝမ်နိုင်ငံကိုဦးတည်မှာဖြစ်ပါတယ်။မုံတိုင်းရဲ့အခြေအနေနဲ့သတိပေးချက်များမုံတိုင်းရဲ့အရွယ်စားတိုင်ဖုန်းမုံတိုင်းဖန်ဝင်းဟာအလွန်ကြီးမားသောမုံတိုင်းတစ်ခုဖြစ်ပြီး၎င်းရဲ့အချင်းမိုင်ဟာ မိုင်၈၈၀အထိရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်။မုံတိုင်းဖြတ်သန်းမဲ့ဒေသများနဲ့မုံတိုင်းလမ်းကြောင်းအနီးတစ်ဝိုက်မှာရှိတဲ့ဒေသခံပြည်သူများအနေဖြင့်အထူးဂရုပြုရန်တဲ့သက်ဆိုင်ရာအာဏာပိုင်များရဲ့သတိပေးချက်များကိုစောင့်ကြည့်လိုက်နာကြရန်အရေးကြီးပါတယ်။ယနေ့၉ရက်၁၇လ၂၀25ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာချက်အရမြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေကမင်းကညံ့တွေကနေ7နာရီတွင်တပေနီးနီးကန်ထက်ကြသွားပါတယ်မြေကြီးနားမြေရဲ့မင်းကအမြင့်ဆုံးပူဇင်ကတော့ 30.5ဒီဂရီဆယ်စီယံနဲ့ယနေ့အနည်းဆုံးပူချိန်ကတော့20.8ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါတယ်ခင်ဗျာ။မြေကြီးနားမြေဟာဆိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်835စင်တီမီတာ28ပေကျော်ကအလိုမှာရောက်ရှိနေပါတယ်။မြေရဲ့အတက်ကျပုံမှန်အနေထားကမှရှိပါမယ်။ပြည်ပချင်းဆက်လက်ကျဆင်းနေပါမယ်။အေယော်ရီမြစ်အထက်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါတယ်။ရပ်ဖန်ရန်ခါအေယော်ရီမြစ်ဆုံအထက်ပိုင်းမှာ နေရာကွက်ရီမိုးတက်ထန်စွာရာသွန်းကြီးများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေမှာဖြစ်ပါတယ်။သခိုင်းနိုင်ဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေရရီမြစ်အထက်ပိုင်းမိခမလိခမြဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနည်းငယ်ရှိနေပါတယ်။အေရရီမြို့တစ်လျှောက်နဲ့ချင်းတွင်းမြို့တစ်လျှောက်မြေကန်းဒီမြေနိတ်ဒေသများနဲ့မြေနူချုံးများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအေရရီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားသောက်နေကြသောမိဘပြည်သူများအားလုံး သိရှိနိုင်ရအတွက်တင်ပြပေးလိုက်ပါရခင်ဗျာဆက်လက်ပြီးချင်းွင့်မြေအခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာခန်းမြို့မြေရာမနေ့ကညနေကနေ7နာရီအတွင်းနှစ်လက်မကန်ထက်ကြသွားပါတယ်မုံရမြို့မြေရာမနေ့ကညနေကနေ7နာရီအတွင်းတစ်လက်မကန်ထက်ကြသွားပါတယ်ခန်းဒီဟောင်းမလင်းဖောင်းပြင်းနဲ့မော်လိုက်မြို့တို့ရဲ့မြေများဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ကလေးဝမင်းကြီးနဲ့ကနေမြို့ရဲ့မြေများဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ဆက်လက်ပြီး ARM မြေအခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ အေရီမီယိုတခြားမြို့များအားလုံးမှာမြို့အစဉ်လိုက်မြေကြီးပြန်လည်မြင့်တက်နေဦးမှာဖြစ်ပါရယ်ခင်ဗျာဗမောင်မြို့မြင့်ရဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေဦးမှာဖြစ်ပါရယ်ဗမောင်မြို့မြင့်ရဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ရွှေကူမြို့မြင့်ရအနှဲငယ်ထက်ထက်နိုင်ပြီးယနေ့ညပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါရယ်ကတာမြို့မြင့်ရအနှဲငယ်ထက်ကျနိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းတွေမှာပြန်လည်မြင့်တက်လာနိုင်ပါရယ်မြေကြီးအဝင်စုစုပေါင်း၈ပေနီနီကမြင့်တက်ခဲ့ပြီးယနေ့နဲ့နှစ်ပိုင်းမှာ၄ပေကျော်ခန့်ပြန်လည်ကျဆင်းခဲ့ပြီးဖြစ်ပါရယ် ြီးကျယ်မြေရာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။တပိတ်ချင်းမြေရာဖြည်းဖြည်းချင်းဆက်တက်နေဦးမှာဖြစ်ပါတယ်။ယနေ့ညပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းတွေမှာပြန်လည်ကြဆင်းလာနိုင်ပါတယ်။မန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်းဦး6မင်းဘူးမကွေးအောင်လံပြီးစိတ်တာမျိုးတို့ရဲ့မြေရာများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေဦးမှာဖြစ်ပါတယ်။ဟင်းသနမြေရာအနှဲငယ်ထက်ကြနိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းတွေမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဇလုံးမျိုးမြေရာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မနေ့ဖြန်ညပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ ။အယောင်ရီမြင့်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။ဆက်လက်ပြီးဖိလစ်ပိုင်ကိုဖြတ်ကျော်ဝင်ရောက်မဲ့စူပါတိုင်ဖွန်းကြောင့်မြန်မာနိုင်ငံမှာမိုးရွာသွန်မှုများဖြစ်ပေါ်နိုင်တဲ့အခြေအနေများကိုပြောပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။လာမယ့်နိုဝင်ဘာလ10ရက်နေ့ဝင်းကျင်မှာဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်ဝင်ရောက်မဲ့အင်အားပြင်းထန်သောစူပါတိုင်ဖွန်းမုန်တိုင်းကြီးရဲ့တက်ရောက်မှုကြောင့်မြန်မာနိုင်ငံရဲ့ရာသီဥတုအခြေအနေများပြောင်းလဲလာနိုင်ကြောင်းခန့်မှန်းရပါတယ်။မြန်မာနိုင်ငံအပေါ်တက်ရောက်မှုခန့်မှန်းချက်များကတော့အထက်လေဝဲစနစ် မုံတိုင်းရဲ့နောက်ဆက်တွဲတက်ရောက်မှုအနေဖြင့်ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသ၌အထက်လေဝဲစနစ်တစ်ခုဖြစ်ပေါ်လာမယ်လို့ခန့်မှန်းရပါတယ်။မိုးရွာသွန်းမဲ့အခြေအနေကတော့အဆိုပါအထက်လေဝဲစနစ်ရဲ့လွှမ်းမိုးမှုကြောင့်ပင်လယ်ကွင်းနဲ့နီးစပ်တဲ့မုံတမခွေရန်ကုန်နဲ့ပဲခူးတိုင်းဒေသကြီးများမှာမိုးအတန်အသင့်မှအားကြီးစွာရွာသွန်းနိုင်ပါတယ်။မိုးအဆက်မပြတ်ရွာသွန်းမှုများဟာနောက်တရက်မှာညောင်လေးပင်တောင်ငူပဲခူးရန်ကုန်အရာရီတိုင်းဒေသကြီးများအထိတိုးချဲ့လာမယ်လို့ခန့်မှန်းရပါတယ်။မိုးပြတ်မဲ့အခြေအနေ မိုးပြတ်မဲ့အခြေအနေကတော့လက်ရှိမုန်တိုင်းကြောင့်ရွာသွန်းနေတဲ့မိုးများဟာနိုဝင်ဘာလ12ရက်နေ့အထိဆက်တိုက်ရွာသွန်းနိုင်ပြီးနိုဝင်ဘာလ12ရက်နေ့နောက်ပိုင်းမှာမြန်မာနိုင်ငံရဲ့ဒေသအများပြားမှာမိုးပြတ်သွားနိုင်ကြောင်းခန့်မှန်းထားပါတယ်။အရေးကြီးတဲ့သတိပေးချက်ကတော့မိုးရွာသွန်းမှုအောက်ကောက်နိုင်တဲ့ဒေသများမှာရေကြီးခြင်း၊မြေပြိုခြင်း၊လေပြင်းတိုက်ခတ်ခြင်းစားရဘေးအန္တရာယ်များအတွက်ကြိုတင်သတိထားပြင်ဆင်ကြပါရန်နဲ့သက်ဆိုင်ရာဌာနများမှအကြံပြုထားပါရယ်ဆက်လက်ပြီးမိုးလေဝသနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ နေ့စဉ်မိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်းထင်းမှတိမ်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနေငယ်ဖြစ်ထွန်းနေပါတယ်ဒီကနေ့မနက်ထိခံမှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနေပြီးတော့ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ရွာရံရာနှုန်းပြည့်ဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့မိုးနယ်ချိန်ထိခံမှတ်ချက်ကတော့သခိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြ၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနေပြီးတော့အေရဝတီတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံပြမိုးထစ်ချုံရွာပြီး ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ရွာရံရာနှုန်းပြည့်ဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာမိုးအသည်နဲ့ထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာမိုးထစ်ချင်နေချင်းထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟောင်းမလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ ။မုံရွာမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ပသိမ်မြို့မှာမိုးထချိန်နှစ်ချိန်ထချုံရွာပါမယ်။တဝဲမြို့မှာမိုးထချိန်နှစ်ချိန်ထချုံရွာပါမယ်။မြင်းကြီးနားမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ဖမ်းမြို့မှာမိုးသည်တင်ထချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မော်လမြိုင်မြို့မှာမိုးသည်တင်ထချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။လားရှုံးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ခင်ဗျာ ဝန်ထမ်းတော်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကယားပြည်နယ်ကင်းပြည်နယ်မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာမိုးဒိန်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွေရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာနောက်နေ့အတွက်ခံပန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မုံပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကျဲကျဲမှာနေရာစိတ်စိတ်မိုးထချုံရွာပါမယ်နေပြည်တော်နဲ့အနီးတွားတဲ့မနက်ဖြန်မိုးတိုင်ချိန်ထိခံပန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်ရွာရံရာနှုံးပြည့်ဖြစ်ပါတယ်ရန်ကုန်မြို့နယ်နီးတွိုက်အတွက်မနက်ဖြန်မိုးတိုက်ချိန်ထိခံမှန်းချက်ကတော့မိုးအသင့်တင့်ထချုံရွာပါမယ်။ရွာရံရာနှုံးပြည့်ဖြစ်ပါတယ်။ မန္တလေးမြို့နယ်နီးတွဲအတွက်မင်းနှံဖြံမိုးတဲ့ချိန်ထိခမ်းမန်းချက်ကတော့နေရာခွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံး80ဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။ခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြရတဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှဖျားစမ်းမရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။